လူဘဝရောက်လာလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကလူလောကမှာစံပြပုဂ္ဂိုလ်ဖြစ်ဖို့အတွက်အန္တသုတ်တမဟောထားတာရှိစံပြပြပုဂ္ဂိုလ်ဖြစ်ဖို့ရအတွက်စီပွားရှာတတ်တဲ့မျက်စိနဲ့ကိုကျင့်တရားနဲ့ပတ်သက်တဲ့မျက်စိလို့ ဒီမျက်စိနှမျိုးရှိရမယ်လို့သူတို့ဟောတယ်။အားကြောင့်လည်းဆိုရင်စီဝါဥစ္စာရှာခြင်းဟာဒီဘဝတစ်ခုယက်တည်နိုင်ဖို့အတွက်အဓိကစီဝါဥစ္စာရှာကြ။ထိုစီဝါဥစ္စာရှာတဲ့အခါမှာတရားမြတ်တမှု တရားမမြတ်တမှု သိရှိဖို့အတွက် ကိုကျင်တရားနဲ့ပတ်သက်တဲ့ပညာမျက်စိနဲ့ရှိရမယ်လို့ဒီနှစ်ခုဟောတယ်သို့တော့တမအနေထားဖြင့်ချင်းလောကမှာဒီစီဝါဥစ္စာရှာပြီးနေစဉ်ဘဝနေကြတာပဲအကုသိုလ်မှုမဖြစ်ဘူးလားလို့ဆိုပုထုဇဉ်ဘဝမှာတော့ပုထုဇဏဆိုတာ ကိဋ္တရီထူပြောတဲ့ပုဂ္ဂိုလ်တွေကိုခေါ်တာပဲဖြစ်တယ်ပေါ့။တမအားဖြင့်လောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေဟာတော့နောက်ဆုံးမှာလောဘနဲ့မောဟကယဟနာဖြစ်မှ လုံးဝကင်းသွားပြီ။ဒေါသကတော့အနာဂတ်ဖြစ်တဲ့အခါမှလုံးဝကင်းသွားမှာဖြစ်တယ်။အလောဘဒေါသမောဟလုံးဝအကုသိုလ်မှန်သမျှကင်းဖို့ဆိုတာကြတော့အရိယသူတော်စင်ဘုရားရောက်မှသာကင်း အကုသိုလ်မှန်သမျှဟာပြည့်စုံပြီးတော့ဆိုးကျပေးတတ်တာမှန်တော်လည်းပဲကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လိုက်တဲ့နောက်တဘာဝတရားတစ်ခုကအပြစ်ကင်းပြီးတော့ဒုက္ခဆိုတဲ့အကျိုးပေးနိုင်တဲ့ကုသိုလ်ဆိုလိုတာကရင်ထဲမှာစံကျင်မဲ့တဘာဝနှစ်ခုဟာအင်အားပြိုင်နေတာပဲဖြစ်တယ်ပေါ့ အဲ့ဒီအင်အားပြိုင်နေတဲ့အခါမှာတတိပညာတွေရောပါသွားလို့အကုသိုလ်ဘက်ကမြားစွာအနိုင်ရသွားလို့ရှိရင်တန်တရာဝကမလွတ်ယုံမြတ်မကအပင်ငရေထီအောင်ရောက်သွားပြန်ကုသိုလ်ဘက်ကနိုင်ရတဲ့အခါမှာတန်တရာဝကမလွတ်သေးတော့လေလူပြေနတ်ပြေဆိုတဲ့ လူချမ်းသာနတ်ချမ်းသာနောက်ဆုံးကဘာချီပြီးတော့အသက်ရှိတယ်မြမချမ်းသာဆိုတာတန်လျာထဲမှာရှိတဲ့ချမ်းသာဒုက္ခတွေကိုရရှိတာဖြစ်တယ်တန်လျာဝကမလွတ်သေးသမျှအပြစ်ဆိုဒီမှာရှိနေဦးမှာပဲဖြစ်တယ်သို့တော့စီးပွားရှာလို့ဖြစ်တဲ့ တမန်အဖြစ်တရားမြတ်တမှုဘောင်တွင်ကစီပွားရှာလို့အကုသိုလ်ဖြစ်တယ်ဆိုတာစီပွားကိုအသုံးချပြီးရတဲ့ကုသိုလ်နဲ့စာလို့ရှိရင်ထိုကုသိုလ်ကထိုစီပွားရှာလို့ဖြစ်တဲ့အကုသိုလ်ကိုလွှမ်းမိုးပြီးတော့ချုပ်ကင်သွားနိုင်တယ်ပေါ့ချုပ်ကင်သွားနိုင်တယ်နောက်ဆုံးမှာအကုသိုလ်တွေကိုထိန်းချုပ်နိုင်တယ် သောတပတိမေသောတပတိဖူသံဃာကမိမေသံဃာကမိဖူစားတဲ့စွာချီမာတဲ့ကုသတရားတွေကိုယ်ရင်ထဲမှာဖြစ်လာပြီဆိုရင်အကုသတွေကယောနေသွားတာပဲဖြစ်တယ်လူ့ဘဝရလာလို့ရှိရင်နံပါတ်1စီးပွားရှာကြမယ်နံပါတ်2ကကိုကျင်တရားကောင်းအောင်ကြိုးစားကြမယ်ဒီနှစ်ခုဆိုရင် တာမန်ပုဂ္ဂိုလ်တွေဖို့ပြည့်ပြည့်စုံတဲ့